ားကြောင့်ရောင်းမလီစုပြည့်သစင်ပြောခံရလို့ဝမ်းနေနေရတဲ့ဟင်းဝီရဲ့ညီမအဲလာရွှေစိန်သူမကြောင့်စုပြည့်သစင်ဖက်ရှင်ကွမ်းသွားလို့ရောင်းမလေးကိုအာနာကစိတ်မကောင်းဖြစ်နေရတာကဟင်းဝီရဲ့ညီမအင်လာရွှေစင်ဖြစ်ပါတယ်။အာလုံတီချာရဲ့တိုင်းစုပြည့်သစင်တယောက်မင်္ဂလာ၆ပွဲမဆောင်ခင်လက်ထက်ခွင့်တောင်းခံရတဲ့အချိန်မှာပဲဝိဆုံကကွမ်းသွားလို့တော်တော်လေးကိုဝေဖန်ခံနေရတာဖြစ်ပါတယ်။ အထူးသဖြင့်မွေးနေ့ပွဲမှာဝိကက်နဲ့စိုးပြေသစဉ်ဝတ်ဆောင်ဟာကြောက်ဆောင်လူလူအိန္ဒိယစကားကွက်လူလူမိဒီယုံဆောင်လူလူဖြစ်သွားတာပါအထူးသဖြင့်ကာဝင်ကတိုးဖြစ်နေရသောအရက်ပုံနဲ့စိုးပြေသစဉ်ဝတ်လိုက်တဲ့အချိန်မှာတော်တော်လေးကွမ်းကားတာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကစိုးပြေသစဉ်ဖက်ရှင်တော်တော်လေးဝေဖန်ကြတာပါဒီလိုစိုးပြေသစဉ်ရဲ့ဝတ်ဆောင်ကွမ်းကားတာကလည်းရောင်းမဖြစ်တဲ့ဟေးဝေညမအဲလာရွှေစင်စနက်မကဲပါဘူး ဟေဝရဲ့ညမဟောင်းစူပြည့်သစင်ဝိမေဝဆုံကိုဒီဇိုင်နာရတုနဲ့အကဖန်တီးခဲ့တယ်လို့သိရတာပါဒီဇိုင်နာရတုကလည်းစူပြည့်သစင်ဝိဖို့အင်ဂျီကိုလူမျိုး30နဲ့3ညမအိပ်ပဲဖန်တီးထားတယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းတကယ်တမ်းမှာတော့စူပြည့်သစင်ရဲ့ဝဆုံဟာတကယ်ကိုဖက်ရှင်ကွမ်းသွားတာပါဒါကြောင့်လေလူတွေကတော့ဟေဝရဲ့ညမကစူပြည့်သစင်မလောက်တမင်များလို့တလားဆိုပြီးပြောကြတာပါ ။ဒါကြောင့်လည်းအဲလာရွှေစင်ကတော့အဲ့လိုပြောကြလို့သူမစိတ်မကောင်းဖြစ်ရတယ်လို့လိုင်းလွင့်ပြောသွားတာပါ။ဒီဇိုင်နာရတုကတော့စိုးပြေတဲ့စင်ကိုအဲလာလေးကအယမ်းချက်ကြောင့်ဒါကြောင့်လည်းအလာဆုံးဝိစုံဖန်တီးခဲ့တာလို့ဆိုပါတယ်။